လူမင်္ဂလာပါချူရနာအောင်လုံငယ်စွာရေးကြိုဆိုလိုက်ပါရနော်ဒီတစ်ခေါက် share လုပ်ပေးချင်တာကဒီတစ်ခေါက်ဗာလီဖြစ်မလဲဆိုတဲ့ခါကျတော့အားလုံးအဆင်ပြေသွားအောင် method things နဲ့ writer things ရဲ့ candidate လေးတွေကိုတစ်ချက်လာပြီးတော့ share လုပ်ပေးရခြင်းဖြစ်ပါရနော် okay အဲ့ဆိုတစ်ချက်ကြည့်ကြည့်ရအောင်အာဒါလေးကတော့အာဒီ taro ပညာမှာလေ့လာတဲ့အခါမှာဆိုရင် writer things နဲ့ method things ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့ဒါတော့အာတိထားတင်ပါတယ်ဒါကတော့ basic အခြေခံပါပဲနော် okay အဲ့ဒါဆိုရင်ဒီ candidate လေးကဘာလဲဆိုတဲ့ခါကျတော့ method things ပေါ့နော်ဒါလေးကကြတော့ writer things လို့ခေါ်ပါတယ် okay ဒါလေးကကြတော့အာဒီ foo the foo နော် the foo ဒီမှာလဲ the foo ဒီရဲ့ဒါလေးကဒီလိုပုံစံမျိုးလေး image လေးရှိမယ်ဒါက writer thing or method thing ရဲ့ image လေးပါအာဒါလေးကကြတော့ writer things ရဲ့ image လေးပါဒီနှစ်ခုကဒီလိုပုံစံမျိုးလေးရှိမယ်ဒါလေးကကြတော့ magician เนาะ magician အာဒီမှာဆိုရင်လည်းဒီလိုပုံစံမျိုးလေးရှိပါမယ်ကိုကအမက်တင်တင်းစ်ကိုလေးလာကျင်လာလားရိုက်တာတင်းစ်ကိုလေးလာကျင်လာလားဆိုတာကတော့ကိုကိုတိုင်းရွေးချယ်မှာအဆင်ပြေမယ်ဒီရဲ့ကနမိတ်လေးတွေကိုပြပေးရခြင်းကအဓိကတော့အာကိုဝယ်တဲ့ခါမှာပေါ့နော်ကိုရွေးချယ်ဝယ်ရတဲ့ခါမှာကိုကဘယ်လိုပုံစံမျိုးနဲ့ပို့ပြီးတော့ကနမိတ်ကိုဟောရသဘောကြလဲပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေနဲ့ရွေးချယ်ဝယ်ယူလို့ရအောင်ဒါလေးတွေကို compare လုပ်ပြခြင်းဖြစ်ပါတယ်နော် compare လုပ်တာဆိုတာအထက်လေးအဓိကဒီကနမိတ်လေးတွေကိုဒီဟာလေးတွေကိုပြ ောပြရခြင်းဖြစ်ပါတယ်เนาะမတူတဲ့အကြောင်းလေးကိုဒီမှာဆိုရင် empress เนาะဒါလေးဆိုရင် method things ပါဒါက writer thing okay အဲ့ဆို method things နဲ့ writer things မှာ ဘာကြောင့်ဒီလိုပုံစံမျိုးတွေကလဲဆိုတော့ဒါကတော့များသောအားဖြင့်တော့ history တိုင်းလေးသွားတယ်ပေါ့နော်အာ history တိုင်းလေးအာ step by step လေးသွားတယ်ဒါလေးကကြတော့ဒီကဲ့ရဲ့နမိတ်ပုံမှာကြည့်ပြီးတော့ခါကြတော့ဟောကြတာများတယ်ပေါ့ okay တချို့တချို့ကဲ့ reader တွေကကြတော့အာ tarot reader တွေကကြတော့နှစ်ခုပေါင်းပြီးတော့လဲဟောကြတယ်အာဒီရဲ့ကဲ့နမိတ်ကိုလဲယူဆကိုလဲဟောတယ်နောက်တစ်ခါကျဒီရဲ့ method သင်စေ history ကိုလဲဒီထဲမှာထည့်ပြီးတော့ခါကြတော့ယူပြီးတော့ဟောကြတယ်ဘလို့ပဲဟောဟောအဓိကတော့ကိုနဲ့ တီကက်လေးနဲ့ connection မိပြီးတဲ့ခါကျတော့အာဒီ client နဲ့အာဒီဆက်ဆက်မှုပေါ့နော်အဆက်ဆက်မှုလေးပို့ပြီးတော့ energy ကညင်မှုရှိသွားတယ်ဆိုရင်ဒါဟာဘလို့ပဲဖြစ်ဖြစ်အကျိုးရှိရယ်ပေါ့နော် ကိုကအာတိတက်မဲ့ဟောကျင်တာလားရောပြီးတော့ပဲဟောကျင်တာလားဆိုတာလဲကိုကိုယ်တိုင်းဆုံးဖြတ်ရတာပဲဖြစ်ပါတယ်နော်အာဒီမှာဆိုရင်ဒီလိုပုံစံမျိုးလေးရှိမယ်ဒါက embrace အမ်ဒါလေးရကြတော့ဒီလိုပုံစံမျိုးလေးရှိပါမယ်နော်အဲဒီလိုလေးတွေရှိပါမယ်တကယ်လို့ကိုကအဲဒါလေးတွေပေါ့နော်ကက်ရဲ့နမိတ်လေးတွေကိုကိုကတိသွားပြီးကိုကတော့ okay ငါကတော့ writer things ပဲဟောမယ်ငါတော့ method things ပဲဟောမယ်ဆိုတာ decision ချပြီးသွားရေ okay အဲဆိုရင်တော့ဒါလေးက method thing ပဲဖြစ်ပါတယ်ဒါလေးက writer thing ပဲဖြစ်ပါတယ် okay ဒီကက်လေးတွေကိုကိုကစိတ်ဝင်စားလို့ရခြင်းနဲ့လိုခြင်းနဲ့ဆိုရင်တော့ CYA အာ Japan Korea Time မြန်မာ page မှာ လောလောဆယ်တင်ပေးထားပါတယ် အဲတကယ်တမ်းတော့ CYA MEP Peace Sensor Satellite Project မှာ main တင်ပေးထားပါတော့ ICYA MEP Peace Sensor Satellite Project ကလောလောဆယ်အဲ page လေးကနည်းနည်းလေး error ဖြစ်နေတဲ့အတွက်ကြောင့်မလို့ CYA ဂျပန်ကိုရီးယားထိုင်းမြန်မာ page မှာပဲလောလောဆယ်တင်ပြထားပါတယ်เนาะဒါလေးတွေကိုအသေးစိတ်တီးကျင်နေဆိုရင်တော့အဲ့ဒီ page တွေမှာဝင်ရောက်လေ့လာလို့ရပါတယ်ဒါလေးတွေကတော့ကိုကတက်ကက်ကိုလေ့လာတော့မယ်ဆိုရင်ငါကဘက်ကက်ရဲ့အမျိုးအစားကိုလူ့ကျင်တာလေ okay ဒါပထမဆုံးအချက်ပေါ့เนาะပထမဆုံးအချက်တည်ရမှာငါကဘက်ကက်အမျိုးအစားကိုလူ့ကျင်တာလေဘက်ကက်နမိတ်ကိုငါပို့ပြီးတော့အခြေခံ basic အခြေခံအာလေ့လာကျင်တာလေဒါလေးတွေကိုကိုတစ်ချက်တိထားမှသာကိုကကိုရဲ့လမ်းကြောင်းကိုကိုပို့သ ိမှာပေါ့နော်အဲဒီလိုပုံစံမျိုးလေးတိသွားပြီဆိုတော့အဲဒီဘယ်နေရာပဲဝယ်ဝယ်ပေါ့နော်ကိုက writer သင်းဝယ်မယ်အဲ method သင်းလိုချင်တဲ့အဲအဲ့လိုပုံစံမျိုးလေးတိတော်မှာပဲဖြစ်ပါတယ်နော်အခုပြပေးထားတဲ့ဥစားလေးကတော့ full size ပဲဖြစ်ပါတယ်ဒီကက်မှာမှာသူက full size ရှိတယ် normal size ရှိတယ် normal size ကိုလည်းတခြားလူတွေက pocket size လို့လည်းခေါ်ကြရပေါ့နော်ဘလို့ပဲခေါ်ခေါ်အဓိကတော့ size ဒါလေးကနည်းနည်းလေးပြည့်ရပေါ့နော် size အာနည်းနည်းလေး full အပြည့်ရှိတဲ့ဥစားကြတော့ဒါကို full size လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ဒီချက်နည်းနည်းလေးသေးတယ်ဆိုရင်ဒီလောက်လောက် site လေးပေါ့နော်အဲ့ဟာဆိုရင်တော့ तू က normal site လို့ခေါ်လိုက်တယ် pocket site လို့ပဲခေါ်လိုက်တယ် pocket site ကတော့အလွယ်တကူမှတ်ယူလို့ရမှာအိတ်ကထည့်ထည့်လို့ရရဲ့ site ပေါ့အဲဒါကတော့အိတ်ကထည့်နည်းနည်းလေးပြည့်စံနေရပေါ့အဲဒါလေးကြတော့ full site လို့ခေါ်လိုက်တာပေါ့ okay အဲ့ဟာပြီးတဲ့ခါကျတော့ ဒါလေးတွေကိုကြတော့ဘယ်လိုပုံစံမျိုးနဲ့ထပ်ပြီးတော့ခေါ်လို့ရသေးလဲဆိုတော့ကိုကကက်နမိတ်ကိုအပြည့်လိုချင်တယ်ပေါ့နော်ဒါဆိုရင်လည်းလုံးဝကက်နမိတ်အပြည့်ဒါဆိုလည်းကက်နမိတ်လုံးဝအပြည့်ပေါ့နော်အဲ့အာကိုကြတော့ तू ကဘောင်ဘောင်ပါပေါ့နော်အဲဘောင်ဘောင်မပါ gap ပေါ့နော်အဲဒါလေးကြာလုံးဝကိုဘောင်မပါဘဲနဲ့ full size အပြစ်မြင်ရတဲ့ဟာပေါ့ဒါလေးဟာဘောင်မပါ gap လို့လဲခေါ်လို့ရပါတယ်နော် အခြေခံအဖြစ်တော့ဒီမှာက gap လေးတွေကဘလို့အမျိုးအစားရှိရယ်ဘလို့လေးတွေက gap စာလာပြီး sharing လုပ်ပြပါနောက်နေ့နောက်နေ့တွေမှာလဲဒီထက်အကျိုးရှိတဲ့ဥစ္စာလေးတွေကိုလာပြီး sharing ဝင်မျှပေးဖို့ရှိပါတယ်နော် okay ဒီလိုပုံစံမျိုးလေးအခု tissue ပေးသူတအုပ်တယောက်ချင်းစီကိုလဲကျေးဇူးတင်ပါတယ်နော်ဟုတ်ကျေးဇူးပါ